ကြံကင်းမြို့မှာတမက်ဖြစ်သူကအကျွေးကိစ္စကြောင့်ရောက်ခမနှစ်ယောက်ကိုဓာတ်နှင်ခုတ်တဲ့ ဒီပြပြကြီးကတော့ AOR တိုင်းမြန်အောင်ခရိုင်ကြံကင်းမြို့နယ်စုံလဲအုပ်စုစိတ်သာရွာမှာဖြစ်ပွားခဲ့တာပါစိတ်သာရွာမှာမေလ25ရက်နေ့17နာရီချိန်ခန့်ကနှလုံးပြိုင်လူသက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေထံကနေသိရပါတယ်တေဆုံးသူတွေကတော့ဦးထင်းမြင့်65နှစ်နဲ့သူ့ရဲ့ဇနီးဖြစ်သူဒေါ်ရင်ရှူ62နှစ်တို့ဖြစ်ပြီးတော့သူတို့ရဲ့တမက်ဖြစ်သူဘရဲမျိုးအမတ်နေ့ရက်ကနေတင်မောင်အေးကကားနဲ့လာရောက်ခဲ့ပြီးသူတို့နှစ်ဦးကိုဓာပြင်ထိုးရမှာတော့ဒေါ်ရင်ရွှေမှာအဲ့ဒီနေရာတွေမှာပွေချင်းပြီးတေဆုံးသွားခဲ့ပြီး ဦးထင်းမြင့်မှာတော့စိတ်သာစေရုံကိုပို့ဆောင်နေစင်ပါပဲရရှိထားတဲ့ဒဏ်ရာများနဲ့တည်ဆုံသွားကြောင်းသိရပါတယ်လုံခဲ့တဲ့6လခန့်လောက်ကတမတ်ဖြစ်သူတင်မောင်အေးကဦးတင်းမြင့်ထံမှာအကျွေးရစရာရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အညိုတီထားပြီးတယောက်တစ်ခုစကားများရာကနေတင်မောင်အေးဟာအသင့်ပါလာတဲ့ဓာတ်နဲ့ခုတ်ခဲ့ခြင်းဖြစ်ကြောင်းစိတ်သာရွာမှာနေထိုင်သူတဦးကပြောပြခဲ့ပါတယ်။ဦးတင်းမြင့်နဲ့ဒေါ်ရင်ရွှေကပြစ်မှုကျူးလွန်သူရဲ့ရောက်မှအရင်နေမဟုတ်ဘူးဗျ။တင်မောင်အေးဇနီးရဲ့မွေးစားမိပါတယ်လို့ရွာကန်တဦးကလည်းထပ်မံပြောပြခဲ့ပါတယ်။ ပြင်းမှုကျူးလွန်ပြီးထွက်ပြေးတင်းချောင်နေသူတင်မောင်အေး62နှစ်အားအခင်းဖြစ်တဲ့နေ့ညနေ9:55မိနစ်အချိန်မှာပဲကြံကင်းမြို့နယ်ကွေးမအုပ်စုကွေးမရွာမှာဖမ်းဆီးရမိခဲ့ပြီးကြံကင်းမြို့မှာရဲစခန်းမှာယာသတ်တကြီးပုံမှန်300နှစ်ဖြင့်အမှုပွင့်စစ်ဆေးနေကြောင်းသိရပါတယ်။ဒေါသကိုရှေ့တန်းတင်မိရာကနေနှစ်ဦးကတိတ်ဆုံးခဲ့ရပြီးကျူးလွန်သူမှာတော့ဖမ်းခံခဲ့ရပါတယ်။ပြည်သနာဆိုတာကတော့ဒေါသကိုလျှော်ပြီးအတက်နိုင်ဆုံးနီးလန်းနေပဲဖြည့်ရှင်းသိပ်ပါတယ်။ မြန်မာမူရင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းပြီးရင်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါရယ်နောက်နောက်မြန်မာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါရယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ